ဟယ်လိုမင်္ဂလာပါမင်္ဂလာပါလို့နှုတ်ခွန်းဆက်သလိုက်ပါရစေနော်ကျမ်းမာချမ်းသာအားလုံးဆင်ပြေကြပါရဲ့လားဗျာကျွန်တော်ကတော့ကျမ်းမာမှာချမ်းချမ်းသာသာနဲ့ပျော်ရွှင်စွာနဲ့ဒီနေ့ကျွန်တော်ရဲ့ပုံမှန်တင်ဆက်နေကြ ဇလန်းတူလေးတပုတ်ကိုကျွန်တော်တင်ဆက်ရင်းနဲ့ကျွန်တော်ရဲ့ဘဝမှာကျွန်တော်ကြုံတွေ့ခဲ့တဲ့မတန်လေးတစ်ခုကိုကျွန်တော်စိုက်ထူမှာပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုစင်စိုက်မပြတ်ကြည့်ရှုအားပေးနေတဲ့တယောက်စီတိုင်းကိုတကယ်ချင်းတို့ညီကိုမောင်နှမတို့အကိုအမတို့ဟလာဦးလေးတော်တို့တယောက်စီတိုင်းကို သဆိုင်ရာမိမိယုံကြည်ရဖရာသခင်ထာမငြိမ်းချမ်းမှုအပေါင်းကြောက်ပါစေလို့ဆုမွန်တော်ရင် Okay ဒီနေ့ကျွန်တော်ရဲ့ဗီဒီယိုဇလန်းလေးပေါ့နော်ဒီဇလန်းလေးကိုကျွန်တော်ရွေးချယ်ထားတယ်ဒီဇလန်းလေးကနည်းနည်းလေးဟိုဘယ်လိုပြောမလဲဆိုတော့ကိုတွေ့မဟုတ်တဲ့ တဦးတယောက်ကျွန်တော်တို့ပြန်ပြီးတော့ပြောပြတယ်ဇလန်းလေးပေါ့နော်ဒီဇလန်းလေးရဲ့ကြောရိုးကတော့ထုံးစံတိုင်းကျွန်တော်ထောင်ထဲကိုခဏပြန်သွားပါဦးမယ်ဒီဇလန်းအထောင်ထဲမှာကျွန်တော်ရခဲ့တဲ့ကျွန်တော်ကျွန်တော်တို့အရာရှိပေါ့ဗျနော်ကျွန်တော်တို့အရာရှိဆိုတော့ကျွန်တော်တို့ရဲ့အဆောင်ကိုထိမ့်သိမ့်နေ ထောင်ဝါဒါပေါ့ဗျာထောင်အရာရှိကနေပြီးတော့ကျွန်တော်တို့ပြောပြရတယ်ဇလန်းလေးတခုအဲ့ဒီဇလန်းလေးကိုကျွန်တော်ဒီကနေ့မြတ်ဝင်မယ်အဲ့တော့ဇလန်းရဲ့အစကျွန်တော်တို့ဒီလိုပေါ့အလုံးနိမိတာဝန်ရှိတဲ့ထောင်လို့တဲ့အားလုံးပြီးသွားပြီဆိုရင်ကျွန်တော်တို့ထောင်ထဲမှာအဲ့လိုမျိုးကျွန်တော်တို့ကထောင်ရဲ့အလုံးသမားပေါ့ဗျာနော်အလုံးသမားဆိုတော့ကျွန်တော်တို့မှာ chance နည်းနည်းပေးတာပေါ့ဆိုကျွန်တော်တို့အခွင့်အရေးအနေချင်းပေးတာပေါ့အဲ့ဒါဘာလဲဆိုတော့အဲ့လိုပန်းကြံထောင်ရမှာပန်းကြံနေရှိတယ်ပဲเนาะထောင်ရ web တွေ web တွေမှာပန်းကြံလေးတွေရှိတယ်အဲ့တော့အဲ့လိုပန်းကြံလေးမှာထိုင်ပြီးတော့မြက်တွေနှုတ်เนาะကျွန်တော်တို့ထိုင်ပြီးတော့မြက်တွေနှုတ်ပြီဆိုရင်ဟိုဘယ်လိုပြောမလဲဆိုတော့ကျွန်တော်တို့ထိုင်နေပြီးတော့မြက်တွေနှုတ်တဲ့အချိန်မှာ ီဝါသားတွေကကျွန်တော်တို့အခုလိုမျိုးဟိုစကားသမီးပြောတာပေါ့ဗျာအဲ့ဒီမှာကျွန်တော်တို့တည်းကအာထောင်သားတယောက်ဒီနိုင်ငံသားပေါ့နော်ဒီနိုင်ငံသားထောင်သားတယောက်ကနေပြီးတော့ဟိုတွန်တွန်ဆိုရတဲ့ပြောအရာရှိမင်းပေါ့နော်ထောင်ထဲမှာရှိတဲ့ဒီအရာရှိတွေအများအားဟိုဘယ်လိုပြောမလဲဆိုတော့ popular ဖြစ်တဲ့ဥစ္စာမျိုးပေါ့ဗျာနော်ဇလန်းတစ်ခုလောက်ပြောပြပါလားဘို့သူအဲ့လိုမျိုးပြောတော့သူကပြောဆိုမင်းတို့ငါတဲ့ပြောပြမယ်တဲ့ဇလန်းတစ်ခုရှိတယ်ပေါ့နော်အဲ့ဒါကတော့လွန်ခဲ့တဲ့နှစ်ပေါင်း80နှစ်ပေါင်း80အရင်ကပေါ့နော်ဖြစ်ခဲ့တယ်ဇလန်းတစ်ခုပြောပြမယ်မင်းကอินเดียนဖြစ်တဲ့တော့อินเดียလူမျိုးပဲသူကอินเดียဟိုတောင်းဆိုတဲ့ထောင်သားကဒီအာနှစ်ကြီးသမားပေါ့ဗျာနော်သူက တော့သူကနေတောင်းဆိုတော့သူကမင်းကအိန္ဒိယဖြစ်တဲ့အတွက်မင်းကအိန္ဒိယနဲ့သက်ဆိုင်တဲ့ဇလန်တစ်ခုပြောပြတယ်ပေါ့နော်အဲ့တော့ဟောကောင်းပါပြီပေါ့ပြောပြပါပေါ့အဲ့တော့ဘာပြောလဲဆိုတော့ငါတို့ဒီထောင်ကိုငါတို့ငါတို့တွေတော့မွေးခင်လုံခဲနဲ့ပေါင်းရှင်းစင်ကားတဲ့ဒီထဲမှာအိန္ဒိယထောင်သားတယောက်ရှိတယ်တဲ့ အိန္ဒိယလူမျိုးပေါ့ဗျာတမင်လူမျိုးပေါ့နော်တမင်လူမျိုးထောင်သားတယောက်ရှိတယ်သူကဟိုဘယ်လိုပြောမလဲဆိုတော့တဦးတယောက်သူရွာထဲမှာအရန်ဟိုဘယ်လိုပြောမလဲဆိုတော့လူတွေအရန်ကူညီတဲ့လူဗျာလူပေါင်းပါသူကလူတွေအရန်ကူညီတယ်နောက်တော့သူကဟိုသူကအဲ့ခဲဒီကစပိန်ရှိတယ်ဆိုတော့ရဲ့ဆရာကြီးတွေတည်ရမလဲဟိုစပိန်ရှိတယ်ဗျာအဲ့ဒီစပိန်လေးနဲ့သူကမျိုးပေါ်သွားတယ် မျိုးပေါ်သွားပြီးသူပစ္စည်းတွေဝယ်ဝယ်ပြီးပြန်တယ်ရွာကိုအဲ့တော့သူကရွာမှာကုံကြောဆိုင်လေးဒီဇိုင်းပိုင်ဆိုင်တယ်အဲ့တော့မနက်ဆိုရင်သူအဲ့လိုစပိန်လေးနဲ့သွားတယ်မျိုးပေါ်နေမျိုးဈေးကနေပြီးတော့ပစ္စည်းပစ္စည်းတွေဝယ်လာမယ်သူကသူဆိုင်တော့သူလိုအပ်တဲ့ပစ္စည်းတွေသွားတယ်အဲ့တော့သူများတွေအဲ့လိုမျိုးသူ့ကိုလိုအပ်တာဆေးဝါးပါနဲ့လမ်းကြုံမှရတော့ယူလာပြီးတရက်ကြတော့အဲ့ဒီမျိုးပေါ်မှာသူမိတ်ဆွေတယောက်သွားအစ်စ်ရတယ်အဲ့ဒီမိတ်ဆွေအစ်စ်ကပါဆိုတယုတ်လူမျိုး တရုတ်လူမျိုးမိတ်ဆွေတယောက်လူတစ်တယောက်နဲ့သူမိတ်မိတ်ဆွေတော့ဖြစ်တော့သူ့အဲဒီတရုတ်လူမျိုးလူတစ်တယောက်ကဘာပြောလဲဆိုတော့ငါ့ဟိုးတဲ့ဒီလမ်းကြုံပစ္စည်းတစ်ခုယူသွားပေးပလာပေါ့နော်မင်းတို့ရွာကိုပဲမင်းယူသွားလိုက်ဒါပေမဲ့ဒီပစ္စည်းကမင်းတို့ရွာရဲ့ထပ်ပြီးတော့ခက်ဝဲဝဲကိုပို့ရမယ့်ပစ္စည်းပေါ့အဲ့တော့မင်းအနေပြီးတော့သင့်ယူသွားလိုက်မင်းစီမှာလူတယောက်လာပြီးတော့ဒီပစ္စည်းကိုငါ့နာမည်ပြောပြီးယူရင်သူ့ကိုပေးလိုက်ပါပေါ့ အဲ့ဒါသူကလည်းကောင်းပါပြီဆိုပြီးတော့တော့ဒီအထုပ်ကိုသူကယူပြီးတော့လာတယ်ပေါ့လာပြီးတော့ဒီအထုပ်ကိုသူ့အိမ်မှာထားတယ်ဒါပေမဲ့သူကဟိုအဲ့ဒီအထုပ်ထဲမှာဘာလဲဆိုပြီးတော့သူကအဲ့ဒီပေးတဲ့လူမေးတဲ့အချိန်မှာအဲ့ဒီပေးတဲ့လူကဘာပြောလဲဆိုတော့လက်ဖက်ချောက်ပေါ့နော် Chinese tea leaf ပေါ့တရုတ်လက်ဖက်ချောက်ကျွန်တော်တို့ကမြန်မာပြည်မှာလည်းတောက်တယ်ဗျာအချမ်းရင်တောက်တယ်လက်ဖက်ချောက်လို့မျိုးတရုတ်လက်ဖက်ချောက်လို့ပြောလိုက်ကြတော့ ဟိုဒီဒီအိန္ဒိယဘက်ကြီးကလည်းလူလူကြီးကလည်းဗျာဟိုရိုးရိုးကောင်းကောင်းမွန်မွန်ရိုးရိုးသားသားသမားဆိုတော့တော်လေဒီအထောက်ကြီးကိုထောက်ကြီးကပေါင်တုံကြီးတယ်တုံကြီးတယ်အဲ့ဒါရောတော့ယူလာတယ်ယူလာတော့ဒါရှင်းရှင်းပြောရရင်ဗျာဒါကမူရစေဝါစေချောက်ယူလာတယ်သူယူလာပြီးတော့သူ့ရမှာသူထားထားတာဗောဟိုဟိုလူလာယူမှာဗောဒါပေမဲ့ လူကလာယူတယ်လာယူတဲ့အချိန်မှာသူပြောတဲ့ဟိုသူ့ကိုလာယူမယ်ဆိုတဲ့လူတယောက်ကလာတယ်ဒါပေမဲ့တယောက်တည်းမဟုတ်ဘဲနဲ့ခါတဲ့အုပ်လိုက်ကျင်းလိုက်ကြီးလာပြီးဟိုဒီမှာပစ္စည်းလာယူတဲ့အချိန်မှာသူ့ကိုဖမ်းလိုက်တယ်ဘာဖြစ်လို့လဲဆိုတော့မူရစ်ဆေးဝါသူ့အိမ်မှာဒီလောက်အများကြီးလောင်သားပြီးတော့သွားနေပြီးတော့ပြန်လဲဖြန့်ဖြူးနေတဲ့ပုံစံတမျိုးနဲ့သူ့ကိုဖမ်းလိုက်တယ် ဖမ်းပြီးသူအမှုရင်ဆိုင်နေပြန်သူအမှုရင်ဆိုင်ဆိုတော့ပြောတော့ဗောနောသူမျိုးပေါ်သူတို့ပစ္စည်းတော်တော်ဝယ်ရင်လည်းသူလူတယောက်နဲ့မိတ်ဆွေဖြစ်တဲ့အတွက်အဲ့ဒီလူကသူ့ကိုဒီပစ္စည်းပေးတယ်လမ်းကြောင်ယူသွားပြောမှသူယူလာပေးတော့ဗောနောသူဘာမှမသိဘူးသူဒီပစ္စည်းကိုထားထားတယ်တဦးတယောက်ကဒီတရုတ်ကြီးနာမည်ပြောပြီးတော့လာပြီးတော့ယူရင်းဒီပစ္စည်းကိုပြန်ပေးလိုက်မယ်ဗောသူကတော့ရှင်းပြောရင်ကလမ်းကြောင်တယ်လာပေးထားတာဗျာ ဲ့တော့အဲ့ဒီလူတယုတ်ကြီးဘယ်မှာနေလဲဆိုသူဘယ်မှာတွေ့လဲဆိုသွားပြင်မဲ့အဲ့ဒီတယုတ်ကိုဖမ်းမမိတော့ဒီတယုတ်ကထွက်ပြေးသွားလွတ်သွားတယ်အဲ့တော့ဒီအမှုတဲမှာသူကပါပြီးတော့နောက်ဆုံးအဲ့ဒီခေအဲ့ဒီခါကဒီမူရေးစေဝါကလုံးဝမလေးရှားမှာအကြီးအကျယ်ဒီတိုက်ဖြတ်နေတဲ့အချိန်များတည်တယ်မလားပြီးတော့မူရေးကအရင်များတဲ့အတွက်သူ့ကိုတည်တံ့ကြတော့သူ့ကို ကိုဘယ်လိုပြောမလဲဆိုအေးပေါ့တေးတန်ကြသွားတာသူကနေပြီးတော့အစင်စင်တို့ဟွာချက်ချင်းဒီလိုတေးတန်ပြီးတော့မဟုတ်ဘူးဗျာတေးတန်ကြပြီဆိုရင်အယူခံနေအစင်စင်ဝင်ရတယ်ဒါပေမဲ့အဲ့ဒီခေအဲ့ဒီအချိန်လွန်ခဲ့တဲ့နှစ်ပေါင်း80တုန်းကလေမလေးရှားနိုင်ငံမှာကဒီကျွန်တော်တို့ဗမာပြည်လူမျိုးဗျာတည်တယ်မလားဘာသာရေးလူမှုရေးဒီ ဟိုတောကြောင်တွေရဲ့เนาะဘာသာရေးလူမှုရေးတောကြောင်တွေရဲ့ရိုက်ခတ်တဲ့ဒဏ်ကြောင်ဟိုလူမျိုးရေးခွဲခြားတာတွေဘာသာရေးခွဲခြားတာတွေအဲ့ဒီအချိန်ကအရန်တိုရင်းဖြစ်နေတဲ့အချိန်တယုတ်ကကလားကိုကြည့်မရဘူးကလားကဟိုမလိုက်မလိုက်မလေးလူမျိုးကြည့်မရဘူးမလေးလူမျိုးကတမေလူမျိုးကိုကြည့်မရအောင်အဲ့ဒါလို့အခြေအနေမှာ အဲ့တော့သူကအဲ့လိုမျိုးထောင်ထဲကိုရောက်တော့ကျွန်မသူ့ကိုလုံးဝအညာတာမှုကင်းမဲ့ဇွန်နေပေါ့ဗျာရှင်းရှင်းပြောရင်သူကရောင်းစားတဲ့လူလည်းမဟုတ်ဘူးသူကဒီရွာထဲကလူတွေအားလုံးကလည်းသူ့ကိုလိုက်ပြီးတော့သူ့ဘက်ကနေပြီးတော့ဟိုဘယ်လိုပြောမလဲဆိုဒီလူကလူကောင်းပါလို့ထွက်ဆိုပေမဲ့သူ့ကိုညာတာမှုကင်းမဲ့ဇွန်နေလုံးဝသူ့ကိုတည်တံပေးလိုက်တယ် အဲ့ဒီတေတံကအယူခံဝင်ပြီးွားရင်ဒီလူကလူတက်မှုမဟုတ်တဲ့အတော့ဗျာသူ့ကိုအရင်လောက်လို့ရတယ်တတ်တကြုံဖြစ်စီဗျာတိရမတခြားအမှုပြန်အတတ်မတေစီပဲနဲ့တခြားချင်းလို့ရတယ်ဒါမှမဟုတ်ရင်တိုင်းပြည်ကနှင်ထုတ်တာတို့တခြားဟိုအခုကသူသူနေတဲ့မြို့ရွာကနေသူ့တခြားမြို့ရွာမောင်းထုတ်လိုက်တာလို့အဲ့တမျိုးချိန်အမှုလောက်လို့ရတယ်ဟိုသူ့ကိုပေးမလို့ပဲနဲ့သူ့ကိုတေတံချလိုက် သူရဲ့မိမကခလေးလေးလာသာခလေးလေးနဲ့ပြောအဲ့ဒီအချိန်မှာသူ့မိမကလာသာခလေးလေးနဲ့ပြီးတော့ဝင်းထဲမှာလည်းဟိုလာသာဆိုတာကဘယ်နှလားသားလဲတော့မသိမဲ့သူအရာရှိတွေပြောတာတော့ခလေးသူ့မှာခလေးဗျအဲ့လိုလာသာခလေးတယောက်ရှိတယ်ဗျပြီးတော့ သုံးမိတ်မှလည်းထပ်ပြီးတော့ကိုဝင်ရှိနေတယ်တဲ့အဲ့တော့ကျွန်တော်ကတော့မျက်မြင်မဟုတ်တဲ့တော့သူတို့ပြောတာကြားရတော့ဒီအမျိုးသမီးကလည်းကိုဝင်ရှိကိုဝင်ဆောင်ထားတယ်နောက်တော့သူ့မှာလာသားကလေးလေးလည်းရှိနေတယ်ပေါ့နော်ဘယ်နှလားသားလဲတော့ကျွန်တော်မသိဘူးနော်အဲ့ဒါတော့ဟိုကလေးတယောက် ਨੇ ကိုဝင်တယ်ပေါ့ဗျာအဲ့တော့သူ့ယောက်ျားကိုကျိုးပေးတော့မယ်ကျိုးပေးတော့မယ်ဆိုတဲ့အတိုင်းစွဲကြိုးချပြီးတော့တတ်တော့မယ်ပေါ့ ူတို့မှလည်းဒီအမျိုးသမီးတွေကလည်းပညာမတက်ဘူးဗျာအဲဒီခေတ်ကပညာတိတ်မတက်ဘူးဗျာအဲ့တော့မျိုးစုံသူတို့လုပ်ပေမဲ့မရဘူးဗျာတဲ့မှာမတိုးနိုင်ဘူးမအောင်မြင်ဘူးအဲ့တော့ဘယ်သူမဆိုဗျာဒီလင်ယောက်ျားကိုအဲကျိုးပေးခံထိမဲ့လူရဲ့နောက်ဆုံးညနောက်ဆုံးရပေါ့ဗျာအဲ့မိသားစုနဲ့ပေးတွေ့တယ်အဲ့ချိန်မှာ သူ့မိမကိုသူတွေ့ရတဲ့အချိန်မှာသူ့မိမခလေးနဲ့သူနဲ့စုံတော့ပေါ့ဗျာမိဘရဲ့ပဲစုံတော့ပေါ့နော်သူကဘာပြောလဲဆိုတော့မိမအဲ့စိတ်မပူပါနဲ့ပေါ့နော်ငါကမကောင်းတာမလုပ်ခဲ့တဲ့အတွက်ငါကောင်းကောင်းမွန်မွန်နေရဘူးပဲရောက်မှာပါတဲ့မိမကလည်းသူ့ကိုတည်တယ်မလားအသင်းငိုယူပြီးတော့ဗျာမိမတို့ပြောတယ်ဂတိတစ်ခုတောင်းနေနင်းနဲ့တကယ်လို့ကြိုးပေးပြီးသွားလို့နင်းတည်သွားခဲ့မယ်ဆိုရင်တဲ့ နင်ဘယ်ကိုမှမတော်နဲ့ဘူးနော်တခြားဘယ်ကိုမှနင်လျှောက်မတော်နဲ့နင်ဒီမှာပဲနေနေငါလာခွန်မယ်တဲ့မိမသူ့ကိုပြောတာအဲ့တော့အဲ့ဒီခေအဲ့ဒီခါကကြိုးပေးရင်မနှက်အစိုးကြီးဟိုဘယ်လိုပြောမလဲဆိုမွန်တဲ့နေမထွက်ခင်များတိတယ်မလားကျွန်တော်တို့ဒီဗလီတွေဗာရီကအဇံပေးအဇံပေးရဆိုဗလီကနေပြီးတော့ဖျားဝေပြုဖို့အတွက်អော်တဲ့အချိန်မှာသူတို့ကိုကြိုးပေးတယ်အဲ့တော့ အဲ့ဒီနေရာသူ့ကိုကြိုးပေးဖို့တော့အားလုံးစီစဉ်ပြီးပြီးသူတို့မိသားစုတွေကိုလည်းတရက်နှစ်ရက်အရင်ကြိုးသွေးပြီးပြီးသူစားကြင်တောက်ချင်တာကြီးလည်းသူ့ကိုပေးခဲ့ကြွေးပြီးပြီးအားလုံးကိစ္စဝိစ္စပြီးလဲပြီးတော့အဲ့ဒီညနောက်ဆုံးတွန်နေရာသူ့မိခင်မင်းမပါလဲမင်းရဆန်တာပါလိရှိသေးလဲဆိုတော့တွန်ကိုသူကဘာပြောလဲဆိုတော့သူ့ကိုကြိုးပေးကန်ဒီမှာတဲ့ထောင်ဝတ်ဆောင်မဝတ်ပေးပေးနဲ့ပေါ့နော်တခြားဝတ်ဆောင်ဝတ်ပေးလို့မရဘူးလားဆိုတော့မရဘူးလေထောင်ရဲ့ခေါင်းဆောင်ရထောင်ဝတ်ဆောင်ပဲမဝတ်ရဘူး တခြားဝတ်စုံတယ်မရဘူး။အဲ့ဒါတူတောင်းဆိုတာနောက်ဆုံးတူတောင်းဆိုတာပါလဲဆိုတော့ဗျာ။ဒါဆိုရင်လဲပဲပေါ့နော်။သူ့ကိုသူ့မိမနဲ့သူ့နောက်ဆုံးမင်္ဂလာဆောင်တော့ဟိုအရင်လောက်ခဲ့တဲ့ဓာတ်ပုံတဲကအတိုင်သူ့ကိုပြင်ဆင်ပေးပါဘူး။အဲ့ဒါလည်းလက်မခံဘူး။အဲ့ဒါကောင်းပြီလေ။ဒါဆိုရင်နောက်ဆုံးပေးပေါ့နော်။သူ့ကိုစစ်ကလငားလိုက်ပေးပါတဲ့။ စက္ကလငားလိုက်ပြီးပါတော့တော်နေအဲ့ဒါတော့ရပါပါအဲ့ဒါတော့ပြီးပါအဲ့နဲ့စက္ကလငားလိုက်သူ့ကိုပေးတယ်တော်ကြီးစက္ကလငားလိုက်ကိုတော့လက်ထဲမှာစုပ်ကင်ထားတယ်တဲ့အဲ့တော့ကျိုးပေးဖို့ခေါ်ရတဲ့အချိန်မှာသူလက်ထဲမှာစက္ကလငားလေးကိုသူဆုပ်ပိုင်လာတယ်။သူကလည်းပြောတယ်မိတ္တရားပါလို့သွားတယ်။ဒါကျွန်တော်ရဲ့ဟတ်ကျွန်တော်ဟတ်ဆိုတာမလေးလိုရပိုင်ခွင့်မဟုတ်။နိုင်ငံတော်ကျွန်တော်ကိုပေးပြီးသားရပိုင်ခွင့်ကျွန်တော်စက္ကလတောက်တည်ဖြစ်စေမတောက်တည်ဖြစ်စေကျွန်တော်နောက်ဆုံးတည်တဲ့အချိန်ဒီသာကျွန်တော်ရဲ့ရပိုင်ခွင့် တေးပြီးတဲ့နောက်ပိုင်းမှာခင်ဗျားတို့ဘာလုံးလုံးလေအဲ့တော့သူ့ဆရာလူယူလို့မရဘူးဒါသူ့ရဲ့ရပိုင်ကိုနိုင်ငံတော်အစိုးရတရားဝင်ပေးပြီးသားဆိုတော့ဟိုထောင်ရဝါသားတွေကလည်းဘာမှလုံးလို့မရဘူးသူ့ကိုကြိုးပေးဖို့ခေါ်ရတဲ့ကျွန်တော်သူ့လက်ထက်မှာစစ်ကလပ်၅လိပ်ကိုသူကစောက်ကန်ပါတယ်စောက်ကန်ပြီးတော့သူ့ကိုခေါ်ရတဲ့သူလိုက်ရတယ်ကျိုးစင်ပေါ်တင်လိုက်တာကိုလုံးစွတ်လိုက်တယ်စွတ်လိုက်တဲ့အထိကိုသူတို့နောက်ဒီကြိုးပေးတဲ့အချိန်မှာဗျလူပိတ်ဆအမဲစွတ်တယ်ဗျပြီးလက်ကိုနောက်မှာလက်ပြန်ကြိုးချီတယ် လက်ပြန်ကြိုးချီတဲ့ဒီသူစီးစစ်ကလငါလေးကိုခိုင်းလာတယ်ပြီးရပြောသူ့ကိုကျိုးပေးလိုက်ကျိုးပေးလိုက်တော့ဘုံနေပေါ့ဗျာပြုတ်ကျသွားတယ်သူတေသွားတယ်တေသွားတဲ့အချိန်ကြီးလေသူကဒီစစ်ကလငါလေးကိုလက်ထဲမှာစုပ်ကင်ထားတော့မယ်တဲ့နောက်ဆုံးသူ့ကိုအလောင်းထုတ်ပေးလိုက်တဲ့အချိန်ကြီးဒီစစ်ကလငါလေးကလက်ထဲမှာစုပ်ကင်ရကြီးပါသွားတယ်ယူသူ့ရဲ့ဒါဟိုရင်းပေါ့နော်အဲ့ဒါအဲ့ဒီလိုသူ့ရဲ့ ဇလန်ကအတိမာဒါကြိုးပေးတဲ့ဇလန်ထောင်ကဒါပေမဲ့သူ့ရဲ့မိမကအဲ့ဒီကြိုးပေးမဲ့မနှက်မှာသူ့ယောက်ျားကိုကြိုးပေးမဲ့အချိန်မှာသူကနေပြီးတော့သူ့ရွာကနေပြီးတော့စပိန်နဲ့ခလေးကိုကြောမှာပို့ပြီးတော့သူကမိမစပိန်ကြီးစီးပြီးတော့သူတို့မှလည်းစပိန်မဲ့ရှိတော့ပြန်ဒီစပိန်ကြီးစီးပြီးတော့သူကသူ့ယောက်ျားကြိုးပေးမဲ့နေကိုသူကလာတာဗျလာတာက ယောက်ျားကိုကြိုးပေးမဲ့နေ့မှာတော့ဘယ်သူမှတွေ့ခွင့်မရှိဘူးဒါပေမဲ့မိန်းမဆိုတဲ့ဟိုတဘောကတည်တယ်မဟုတ်ဒီနေ့ငါယောက်ျားကိုတတ်တော့မှာပေါ့နော်အဲ့တော့ဖြစ်ဘာမှဆိုပြသူစိတ်ကတွားကျင်တဲ့စိတ်ကြောင့်မိန်းမကသူ့ယောက်ျားကိုနောက်ဆုံးများသူနောက်ဆုံးကြိုးပေးမဲ့အချိန်မှာသူ့ယောက်ျားကိုသူတွေ့ခွင့်ရမယ်ဆိုရင်လည်းပဲသူအကောင်းဆုံးအလှဆုံးဖြစ်အောင်ပြင်ပြီးတော့မင်္ဂလာဆောင်သုံးလို့မျိုးတဲ့စာဒီ အင်းကြီးအနီကြီးပေါ့ဗျာသူတို့မင်္ဂလာဆောင်ကလာကလမတွေမင်္ဂလာဆောင်လုံးလုံးအင်းကြီးအနီရောင်ကြီးနေတဲ့ဓမ္မပန်းနေစပင်မှာလဲပန်းနေကိုပန်ထားပြီးတော့နော်တခါလဲဟိုတဒိုးသမီးလို့ပေါ့ဗျာတဒိုးသမီးပေါ့နော်အဲ့လိုပြင်ဆင်ပြီးတော့ခလေးကိုနောက်မှကြောပိုးပြီးတော့မင်္ဂလာပန်းကုန်းကြီးလဲဆိုတာစီမနှဝေးလီဝေးလီအစိုးကြီးကလေးကနေသူကသူ့ယောက်ျားကိုမှီသူ့ယောက်ျားမနှဝေးလီဝေးလီအစိုးကြီးကိုကြိုးပေးมาဆိုတော့အတိတ်က စောပြီးတော့ဗောဗျာဥပမာမနဲ့၄နာရီ၅နာရီအဲ့တလို့အချိန်ကြီးနဲ့တော့စပိန်နဲ့အတကုံလာတာလမ်းမှာလာတဲ့အချိန်မှာအဲ့ခေကာလာလည်းအခုလိုလမ်းမီးတွေပါနေမဟုတ်ဘူးလေဗျာတိရမောနောက်တော့မြူတွေနှင်းနေကြတဲ့မှာဆိုထရကားတစ်စီးကပိုက်ပြီးတော့ကျိတ်သွားတယ်မိမရောခလေးရောအဲ့ဒီမှာပွဲချင်းပြီးသွားတယ် အဲ့ဒီပွဲချင်းပြီးသွားတဲ့အချိန်ပဲသူ့ယောက်ျားရဲ့ဟိုမှာကြိုးပေးတယ်တိုက်ဆိုင်မှုကတခါတည်းလောကကြီးမှာကျွန်တော်တို့ခမားတို့မတိတဲ့ဇလန်းနေလူလူစင်းသာတွေးခေါ်ပြီးရေးတဲ့ဇလန်းနေတဲ့ပို့ပြီးတော့ပို့ပြီးပို့ပြီးနှဆိုင်နေဇလန်းနေအများကြီးရှိတယ် အဲ့တော့မိန်းမကဟိုမှာကားတိုက်ခံရပြီးတိတ်တယ်အချိန်အတိကြတော့ဘာလို့မသိမလဲဗျာကားတိုက်ခံရပြီးတိတ်တယ်မနှက်ဝေလီဝေလီဒီမှာကလည်းယောက်ျားကိုကြိုးပေးလိုက်ပြီးဝေလီဝေလဲအဲ့ဒီတော့သူ့ရဲ့ကျန်တဲ့မိဘတွေကလည်းနောက်ကနေပြီးတော့အလောင်းယူရမယ်လေဗျာအဲ့ဒါမှကြိုးပေးပြီးဆိုဒီနေ့ဒီနေ့မနှက်ကြိုးပေးရတော့အလောင်းယူရမယ်ဆိုတော့ယူရကလူတွေကလည်း သူ့အလောင်းယူဖို့ဆိုပြီးတော့နီးစပ်ရပါဗျာ။ဟွာလေးလှဲလေးပဲနဲ့လာတာ။လမ်းမှာမိမကဒီမှာကတ်ထိပ်ပြီးတော့တေထားပြီးတတော်သမီးဝတ်စုံနေတယ်။အဲ့ဒါနဲ့အဲ့ဒီအလောင်းကိစ္စနဲ့ဟောဟိုမှာကလည်းထောင်ကလည်းအလောင်းထုတ်ပေးပြီ။အဲ့တော့အဲ့ဒီတုန်းအဲ့ဒီအချိန်မှာတို့ကနှလောင်းပြိုင်။တို့ရဲ့အာတုပါလင်းရောမရောခလီရောနှလောင်းမှာတော့သုံးလောင်းပြိုင်။အာတုပါချကြတယ်။မလေးရှားမှာတော်တော်လေးကို ကြီးကြီးကျယ်ကျယ်အဲ့ဒီအဲ့ဒီကိစ္စကိုအချို့ရကလုံးဝဟိုကျွန်တော်တို့ဗမာပြည်မှာလို့ပေါ့ဗျာတည်အမှောင်ချလို့လုံးဝဖိပြီးတော့ဒီကိစ္စကိုဖျောက်တာလေလူတွေအုံကြွမှာဆိုလို့နောက်ပြီးတော့ဘာထပ်ဖြစ်လဲဆိုတော့ဗျာအဲ့ဒီလာမျိုးဖြစ်ပြီးတဲ့နောက်ပိုင်းမှာ6လလောက်အဲ့လိုဝင်းကျင်လောက်မှာစပြီးတော့ထောင်ထဲမှာ တိုက်ပိတ်ခံရတဲ့ထောင်သားတွေကိုညကြရင်အဲ့ဒီအဲ့ထောင်ရဲ့ဒေါင်းတစ်ခုမှာကလာကြီးတယောက်ကထိုင်နေပြီးတော့စစ်ကလပ်သူ့ဘဇက်ထဲမှာစစ်ကလပ်တလေးကြိုက်ထားပြီးတော့စစ်ကလပ်လေးလေးကိုလက်ထဲမှာလည်းဒီလိုမျိုးရောမင်းစိတ်လေးတောက်ချင်ယူဆိုပြီးတော့လာလာပေးတာလည်းပြောရင်ချက်သိမ်းတာဟုတ်အဲ့ဒါအဲ့ဒါကတမျိုးနော်အဲ့ဒါက ဒီထောင်ခန်းထဲမှာတိုက်ပိတ်ထားတဲ့ထောင်သားကိုနော်သူကအဲ့ဒီတရေကကျန်တာဘာမှမဟုတ်သူကစစ်ကလက်လိုက်တိုက်တာတဲ့တချို့တတိရှိတဲ့တတိရှိတဲ့လူတွေကအ ਨੇ ကျွေးစုတင်ပါတယ်ဆိုပြီးတော့ဆေးလိတ်တလိတ်ယူပြီးတူနေတူတူတိုင်တော့နော်တူနေတူတူထိုင်တော့မင်းဆေးလိတ်တော့လိုက်တော့လို့ပြီးသွားပြီတူလဲဆေးလိတ်ထိုင်တော့တယ်တူတူပဲ သူ့မျက်နှာကြီးကိုကြည့်လိုက်လေလို့ရှာကြီးသလိုဟိုရှာကြီးတင်းနေသလိုဒီကနေတွေးနေကြတယ်ရှာကြိုက်ထားမိသလိုမျိုးပဲဒီကနေတွေးနေကြမျက်လုံးကလည်းခါရတွေးနေကြနေတယ်ဒါမဲ့မင်းနဲ့သူသူသူဆဲလေးတော့တယ်ထိုင်ပြီးတော့လို့ဆဲလေးတို့တစ်ချက်ပေါ်လိုက်ရေမျက်နှာနာသလိုနည်းနည်းလေးအလင်းရောင်လေးဖြစ်သွားတော့သူ့မျက်နှာအဲ့လိုမြင်ရတယ်အဲ့လိုသိနေတော့မြင်မြင်ဘူးတဲ့လူကအဲ့လိုပြောတော့ဘူးအဲ့လိုမြင်ရတယ်တဲ့အဲတချို့ ကြောက်တဲ့လူကတော့အမှလမ်းပြန်ပြီးတော့သူ့ကိုတယောက်တည်းကြောက်တဲ့ပိတ်သားတဲ့ချိန်လူတယောက်ကဟိုအိမ်သာဘုံပေါ်မှာထိုင်ပြီးတော့ဟိုထောင်ထဲမှာတိုက်ပိတ်ရင်ဗျာကျွန်တော်တို့အိမ်သာမရှိထောင်ထောင်ခန်းနေရဒီရောဘာဘုံပေါ်မှာရောဘာဘုံတပုံးစီပြီးတယ်အဲဒီရောဘာဘုံပေါ်မှာပဲကိုယ့်ကိုအိမ်သာပါပြီးရင်အဖုံးဥသာဟိုအဲ့ဒီတည်းကအိမ်သာဘုံပေါ်မှာထိုင်ပြီးတော့အဲ့လိုမျိုးလက်ကြီးကအရှိန်ကြီးထွက်လာပြီးတော့ရောမင်းဆေးလေးတောက်ချင်တာတောက်ဆိုပြီးတော့အဲ့လိုဆေးလေးပြီးတာ အဲတချို့ကြတော့လေအော်လန့်ပြီးတော့အော်အပ်ပြီးတော့ဒီတွေပဲမေ့သွားရပေါ့ဗျာနော်နောက်တစ်ခုကပါလဲဆိုတော့တလမလိုမျိုးလုံးဝမင်္ဂလာဝတ်ဆောင်ဝတ်ထားပြီးတော့တကောလုံးရဲနေတယ်ချွန်း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 ဆိုပြီးတော့အဲ့လိုမျိုးကလာဟိုကလမတွေပြကာကားတွေပဲဒီမှာခင်ဗျားတို့တွေ့ဘူးလေမြန်အိန္ဒိယကားတွေဒီမှာမင်းသမီးတွေလိုလမ်းသွားတယ်ဒီမှာကကြည်တယ်မှာတယောက်ဖြစ်ဖြစ်ပြေးလာတယ်လို့ခြေတော့ကချွန်း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 ဆိုပြီးတော့ ကလင်းကလင်းကလင်းဆိုတော့အတန်လေးကြာတယ်ချောင်းချောင်းချောင်းဆိုတော့ခြေတောက်မှာဟိုဘာလဲချလူလေးတွေခြေတောက်မှာပတ်ထားတယ်လို့အဲ့ဒါလိုမျိုးချွန်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 းဟိုထောင်နေတဲ့တကားရဲ့သဘောကဗျာအပိတ်လေးအောက်မှာမှလက်တလုံးလောက်ကလေးဗျာအလုတ်ကလေးရှိတာအဲ့ဒီလက်တလုံးလောက်အလုတ်ကလေးရတယ်ထောင်သားတွေကအောက်ချောင်းကြည့်ရင်အဲ့ဒီတတော်သမီးဝတ်စုံအပြည့်ဝတ်ထားတယ်ဟိုမိန်းကတယောက်က အဲ့မှာထောင်ရဲ့ဟိုထဲမှာကော်ရီဒေါ်ကနေဘက်ကိုပြေးလိုက်ဒီဘက်ကိုပြေးဟိုဘက်ကိုပြေးလိုက်ဒီဘက်ကိုပြေးလိုက်နေအဲ့လိုမျိုး၆ခု Now that ဥစားကကြတော့သူအဓိကအဲ့ဒီအဲ့ဒီရာကလေထောင်သားတွေကို၆တာတယ်လေဘလူတွေကိုပို့ပြီးအဓိက၆ခံတည်ရဆိုတော့အဲ့ထောင်ဝါသားတွေကိုအဓိက၆ခံတည်ထောင်ထဲမှာရှိတဲ့ဝါသားမှန်ရင်အဲ့ဒီကလမတရေကနေလက်ကနေမလို့ဘူးဟို အနေကြီးကအနေကြီးကိုကလာအနေကြီးတရေကသူဝါသားတွေတော့တိတ်မချောက်ဘူးသူကထောင်သားတွေကိုလည်းထောက်တာလည်းမဟုတ်တော့စစ်ကလက်လိုက်တိုက်တယ်တဲ့သူအေးစေးပဲစစ်ကလက်ပေးတာငါစစ်ကလက်မတော့တော့ဘူးလို့ပြောရင်သူတို့ထောက်သွားတယ်တဲ့ဘာမှမလုပ်ဘူးတဲ့သူကဟိုဥဒမလူပြောကို၆တာလှမ်းတော့မယ်တခြားလူတွေကသူကသူလမ်းပြီးတော့ကြောက်ပြီးတော့ဟိုအော်ဒီဟေးကျဲနေဖြစ်ပြီးသူကလည်းသူဖြစ်ကုန်တာပဲဒါပေမဲ့သူက လာပြီးတော့စိတ်လိုက်ပြီတော့ထောင်ထဲမှာစိတ်လိုက်မရှိဘူးဗျစိတ်လည်းမရှိဘူးဗျ तू อ่ะ तू อ่ะတော့တေးရတော့တော့ကြည့်အောင်တရေဖြစ်သွားတော့တော့လူတွေကိုကူညီခြင်းနဲ့စိတ်ကဒါပေမဲ့ဘာရဲ့အစွဲကြောင့် तू တရေဖြစ်လဲတော့ဘုရားသခင်ပဲသိမှာပေါ့နော်ဟုတ်ကလမကျတော့ तू ယောက်ျားရဲ့စိတ်စွဲပြီးတော့တော့တေးတာဟုတ်ဗျအဲ့တော့ထောင်ထဲမှာတော့ရောက်ထောင်ထဲမှာတော့ပြေး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 ပြီးတော့ တို့ဘသူရှာတယ်တော့သူလည်းသူ့ယောက်ျားသူရှာမှာပေါ့ဗျာနောက်တော့ကလေးလေးဗျာအဲ့ကလေးလေးကလာသားလေးဆိုတော့မိုးတာဗျာတခါတခါကြာရင်အဲ့ဒီကလမကလေးလေးကိုခြီးပြီးချွန်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 းနဲ့ပြေးသွားပြီးရင်ကလေးကိုတန်ကြီးအဲ့လိုကြားရတယ်ချွန်းချွန်းချွန်းနဲ့ပြေးသွားတဲ့တန်ကြားရတယ်အဲ့တော့ထောင်ထဲမှာဗမာလေးကလေးကလေးကိုတန်ကြီးကြားရတယ်အဲ့လိုမျိုးအဲ့ ထောင်ဝါးသားတွေကိုများတော့အပြင်ခြောက်တာအဲ့ဒါထောင်ဝါးသားတွေကိုခြောက်တာဒါကျွန်တော်တို့ရဲ့ထောင်ထဲမှာကျွန်တော်တို့ကိုအဆောင်ကိုစောက်နေထောင်ဝါးသားကသူကိုယ်တိုင်ဒီကလမတရေကိုမြင်ခဲ့ဘူးတယ်ဒါပေမဲ့ဟိုလိုမျိုးသူ့ကို၆တော်တော့မဟုတ်ဘူးအတန်ကြားတယ်ချက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 ်ဆိုဟို6တော့ ချလူတွေခြေတော့မှာပတ်ပြီးပြေးသွားတယ်ဘယ်လိုမျိုးကျွန်တော်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 ဆိုဘာတန်လဲပေါ့နော်သူအဲ့လိုမျိုးကြည့်တယ်ကြည့်လိုက်ကိုအဲ့ကော်ရီဒေါ်ကနေကလမတ်ရောက်ပြေးသွားလိုက်တော့ပြေးသွားလိုက်တော့သူကတိတယ်ဒါဆိုသူကောင်တွေကဟိုထောင်ထဲမှာရှိနေတဲ့တော်တွေကတိနေပြားတယ်တရေ၆တယ်ပေါ့နော်သူတို့တော့ကတော့ဒါအထူးစမဟုတ်တော့ဒါပေမဲ့များတော့အဖြစ်လူထောင်ထဲမှာထောင်ဝါရတထောင်လောက်ရှိရင်တထောင်စလုံးကအဲ့ကလမတ်တရေ မချောက်ခံဘူးတဲ့ဝါဒမရှိဘူးအကုန်လုံးရှိတယ်ဒါပေမဲ့ဟိုအနေကြီးကကျတော့အရာရှိတွေဘာတွေကိုတော့မချောက်ဘူးသူကထောင်သားတွေကိုပဲစစ်ကလပ်လိုက်ပေးတယ်ဒါပေမဲ့ခလေးတွေကတော့အဲ့လိုမျိုးတစ်ချက်တစ်ချက်သူ့အမေကြီးနဲ့သူတို့ဗျာမေကြီးကဟိုပြည့်တိပြေလို့တော့ခလေးတွေကတစ်ချက်ချက်မိုးတယ်ခလေးငိုတယ်လေးပါကြားရတာမျိုးရှိတယ်ဗျာအဲ့တော့သူတို့မျိုးစုံပြသူတို့ဒီကလေတွေရဲ့ထုံးစံအတိုင်းပေါ့နော်။ဘာကြီးညာတွေတရကာတွေလုတ်ပြီးမဲ့ မရဘူးဘလို့မှသူတို့ကိုချွတ်လို့ပြလို့မရဘူးအဲ့တော့ဒါကဒါမလေးရှားမှာထောင်ထဲမှာအမှန်တကယ်ဖြစ်ခဲ့တဲ့ဇလန်းကိုထောင်ရဲ့အရာရှိတယောက်ပြောပြတဲ့ဇလန်းပေါ့ဗျာနော်ထောင်ကျွန်တော်ကိုတွေ့တော့မဟုတ်ဘူးအဲ့တော့မှားလားမှန်လားတကယ်လား ဆိုတာလဲကျွန်တော်မသိဘူးကျွန်တော်တို့တော့ဘယ်သူမှလည်းထောင်ထဲမှာစိတ်လေးလာပြီးတော့ရော့မင်းစိတ်လေးတောက်မလားဆိုတဲ့တရေလဲအချောက်မခံရဘူးပါဘူးအဲ့လိုမျိုးဟိုပြေးဒီပြေးကလမအခြေတယ်လဲကျွန်တော်တို့မကြားခဲ့ဘူးဘူးဒါပေမဲ့အရာရှိကဒီလိုမျိုးရှိတယ်လို့ပြောခဲ့ဘူးတယ်အဲ့ဒါကိုကျွန်တော်ကြားခဲ့တဲ့အချက်စကားတစ်ခုဇလန်းတစ်ခုကို ဒီနေ့တငယ်ချင်းတို့ကိုမျှဝေတာပဲဖြစ်တယ်အဲ့တော့အာလောကကြီးမှာကိုမတိတဲ့အရာတွေအများကြီးရှိတယ်ကိုမမြင်ပေမဲ့လည်းမဖြစ်နိုင်ပါဘူးကွာဆိုလိုပြီးတော့ဒါကြီးကလိန်ညာဇလန်ကြီးမှာမဖြစ်နိုင်ဘူးကွာလို့ပြောဖို့ကလည်းခက်ခဲတယ်လို့ဟုတ်တယ်မှန်ပါတယ်လို့ထောက်ခံဖို့ကလည်းမိမိကိုယ်တွေ့ မျက်မြင်မဟုတ်တဲ့အတော့ကျွန်တော်အနေနဲ့ဟုတ်တယ်မှန်တယ်ထောက်ခံပါတယ်လို့ကျွန်တော်မပြောလို့ဘူးအဲ့တော့ညီကိုရောအနေနဲ့ကိုအတိစိတ်နဲ့ကိုချင်းချင်းတွေးတော်ပြီးတော့ယုံကြည်ရင်လည်းယုံပါမယုံကြည်ရင်လည်းပုံပြင်တဲ့ပုတ်အဖြစ်တတ်မှတ်ပြီးတော့နာတော်တာဆင်လဲပုံပြနော်ဒီနေ့ဘိုးတော့ကျွန်တော်ရဲ့ sharing ကိုဒီမှာပဲဆုံးသတ်တယ်။နောင်နောင်လာမဲ့ video လေးတစ်ခုရှိတယ်ကျွန်တော်တရားပြီးသွားရင်ကျွန်တော်လုပ်ပဲ video လေးတစ်ခုရှိတယ်အဲ့ဒါကကြတော့နည်းနည်းလေးကျမ်းတယ်ဗျအပြောလေးတွေနည်းနည်းပြောမယ်စကားလုံးလေးတွေကနည်းနည်းကျမ်းတယ်။ဘာကြောင့်လဲဆိုတော့ဗျကျွန်တော်တို့ထောင်ထဲမှာတွေးခဲ့တဲ့လူဇိုးတယောက်လူလူဆိုးဆိုတာတဲ့ဗျ အောက်ပန်းကြလွန်တဲ့လူဆိုနော်အမတ်နာမမယိုင်းလွန်တဲ့အောက်ပန်းကြလွန်တဲ့လူဆိုထောင်တထောင်လုံးမှရှိတဲ့အရာရှိတွေကဒီကောင်းဆိုအမုံဆုံးဒီကောင်းကိုတွေးတာနဲ့တွေးတဲ့အရာကြီးပါရိုက်တာအဲ့တော့ဘာကြောင့်သူ့ကိုဝိုင်းပြီးတော့အဲ့လောက်မုန်းတာလဲဆိုတော့အဲ့တော့ကျွန်တော်တို့ရဲ့ဒီ suppose အောင်မှရှိတဲ့အရာရှိကကျွန်တော်တို့ပြောပြတယ် ။ဘာကြောင့်ဒီကောင်ကတော့ကျွန်တော်တို့မုန်းတာလေးဆိုတော့အဲ့တော့အဲ့ဒီဇလန်းကိုကျွန်တော်ပြောပြမယ်။ဒါပေမဲ့အဲ့ဒါက18 plus တွေဖြစ်တယ်ဗျာ18 plus တွေဆိုတော့ကျွန်တော်အရွယ်ကလေးငယ်တွေနားထောင်မှာမျိုးအရွယ်မြောက်သေးတဲ့ကလေးတွေနားထောင်မှာမျိုးတွေကျွန်တော်အနေနဲ့စဉ်းစားချင်းကျင်ပြီးတော့ကျွန်တော်စကလုံးတွေအာယုံထဲမှာစကလုံးတွေစီနေဇလန်းတွေပြောဖို့ဆိုတော့အဲ့တော့ okay အားပါပဲ ဒီနေ့ဖို့တော့ကျွန်တော်ရဲ့ဇလံကိုဒီလောက်ပဲဒီမှာပဲဒါပဲပြောပြီးတော့ကျွန်တော်ရက်လိုက်တယ်တယောက်ချီဒီဇလံကိုနားထောင်ပြီးတယောက်ချီတယောက်စီဒိုင်းကိုဖရာသခင်ဓမ္မရင်းချမှုကြောက်ရောက်ပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့ဒီဇလံထဲမှာပါတဲ့ဟိုတရေကြီးရောသူ့ရဲ့မိမရောလူမမဲကလေးလေးရောအမှန်တကယ်ရှိခဲ့ဖြစ်ခဲ့တယ်ဆိုရင်ဖရာသခင်ဘက်မှငြိမ်းချမ်းမှု ဘုရားသခင်ထာမသူတို့ကိုအကောင်းဆုံးသောဘဝတစ်ခုကိုဥပေးလိုက်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အားလုံးပဲမင်္ဂလာပေါင်းစပ်ပြည့်စုံပါစေဆက်ပါ